ဆရာလေးများအားလုံးပါ နံပါတ်1ကိုကြီးရွယ်ကျက်တိုင်းပညာရေးကိုအောင်မြင်အောင်ကြိုးစားကြဖို့တိုက်တွန်းခြင်းပါနော်ပညာသင်ဖို့လာကြတယ်ပညာကိုကြိုးစားပြီးတော့သင်ယူသင်နော်ပညာသင်တော့လာပြီးတော့ပညာကိုကြိုးစားမသင်ယူဘူးဆိုလို့ရှိရင်ဝဲတော့ရသွားတယ် ါပေမဲ့လို့လုံလုံတဲ့အခါမှာထီထီရောက်ရောက်ကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်လုံနိုင်မှာမဟုတ်ပါဘူးနော်ဘလောက်ပဲဘွေတုကုန်လူတွေရနေရနေနေရာပြေးပြီးတော့အလုံလုံတဲ့အခါမှာကိုကိုတိုင်ကိုကလုံနိုင်သွားမရှိဘူးကိုကိုတိုင်ကလုံနိုင်သွားမရှိရင်ဒါနေရာမှာခြေတန်းနဲ့ရောက်မှာဟုတ်ပြီနော်ခြေတန်းနဲ့ရောက်မှာ အဲကြောင့်မလို့ပညာသင်ရတဲ့အခါမှာပညာကိုတက်အောင်သင်တက်အောင်သင်ပြီးတော့တကယ်ပညာရှင်ဖြစ်အောင်လေ့လာကြဖို့လေ့လာကြဖို့တိုက်တွန်းကြပါလေပညာသင်လာတာအပြောလာတာမဟုတ်ပါဘူးအပြောလာတာမဟုတ်ဘူးအချင်းချင်းကများအချင်းရသမျှပညာကိုကြိုးစားပြီးတော့သင်ယူကြပါနော်နောက်ပြီးတော့ပညာသင်ရတဲ့အခါမှာလည်းပဲနော် တင်နေကြတာမဟုတ်ပါဘူး။အဲဇေယိတ်ဒီအများကြီးကုန်ကြပြီးတော့မှပညာရတစ်ခုကိုသင်ကြနေကြတာဖြစ်ပါတယ်เนาะ။ဒါကြောင့်မင်းတို့ဒီတရားဓမ္မတွေရဲ့ဘုံမူတွေဆရာဓမ္မတွေရဲ့ထောက်ပံ့မှုတွေအားပေးမှုတွေဒါတွေအလဟတမှာဖြစ်အောင်ဒီရှင်ဘုရားတို့ဘက်က မဆတိုးပြီးတော့ပို့ပြီးတော့ကြိုးစားတင်တယ်ကြိုးတယ်ကြိုးစားကြပါလို့နံပါတ်1အနေနဲ့ပြီးတော့တိုက်ကြိုးနေပါနံပါတ်2အနေနဲ့တော့သာသနာ့ရဲ့ဒုက္ခနဲ့တိုင်းပြည်ရဲ့ဒုက္ခကိုသိနေကြပါဦးရှင်ပြားတော့ဟာဒါခိုင်းပါခိုင်းနိုင်တာမှာသွားရောက်ပြီးတော့နေကြတယ်တိုင်းတစ်ပါးเนาะစကေရီကိုက နေထိုင်မတက်လို့အပြောဆိုမတက်လို့ဒီအထင်သေးစရာအပြုမှုတွေပြုမှုပြီးမယ်အထင်သေးစရာအပြောတွေပြောပြီးမယ်ဆိုလို့ရှင်ရင်အရှင်ဘုရားတို့တပါးတဲ့ထိခိုက်တာမဟုတ်ပါဘူးရှင်ဘုရားတို့တပါးတဲ့ထိခိုက်တာမဟုတ်ဘူးတိုင်းကြီးထိခိုက်တယ်လူမျိုးထိခိုက်တယ်သာသနာထိခိုက်တယ်နော်အာဘာဘာဘုန်းကြီးတွေက ာဒါမျိုးပြောတာဒါမျိုးလောက်တာဟာဗမာဆရာလေးတွေကဒီလိုနေတာဒီလိုပြုတာဒီလိုပြောတာဟုတ်လားကဲရဲ့ဆရာကြီးဖြစ်အဲ့လိုကဲဆရာဖြစ်ရင်ကိုဒီအောင်ထဲထိကြိုက်တာဟုတ်ပါနိုင်ငံထိကြိုက်တယ်လူမျိုးထိကြိုက်တယ်မြန်မာနိုင်ငံသားเนาะမြန်မာလူမျိုးဟာဘုံကြီးတွေဗမာဒီလားရှင်ဒါမျိုးနိုင်ငံနဲ့ချီပြီးတော့ထိကြိုက်တယ်เนาะနိုင်ငံနဲ့ချီပြီးတော့ထိကြိုက်တယ်နောက်ပြီးတော့ ာနာနာနဲ့ချီပြီးတော့လည်းထိကြတယ်နော်။အဘိုးကြီးတွေကတလို့ဒီလရှင်တွေကတလို့ဆိုလို့ရှိရင်ဒါသာသနာကြီးပါထိကြတယ်နော်။ထိကြတယ်။အဲကြောင့်မလို့ရှင်ဘုရားတို့ဟာကိုပ္ပဆန်တဲ့ကိုကိုဒဂါရမကြီးရဲ့အလှူငွေနဲ့ကိုပ္ပတာကိုနော်ပညာကြီးသွားသင်နေတယ်ဆိုပေမဲ့လို့ရှင်ဘုရားတို့ရဲ့အဖုံးပေါ်မှာလူမျိုးကုန်တိတ်ခထိမို့တာဝန်ရှိတယ်နိုင်ငံကုန်တိတ်ခထိမို့တာဝန်ရှိတယ်နော် သာသနာရဲ့ဂုဏ်သိက္ခာထိမ့်ဖို့တာဝန်ရှိတာဝန်ရှိတာဝန်ရှိတဲ့အတွက်ကြောင့်ကိုယ်ကြောင့်ကိုယ့်ရဲ့အပြုမူတွေကြောင့်ကိုယ့်ရဲ့ပြောဆိုတွေကြောင့်ကိုယ့်ရဲ့အနေထိုင်တွေကြောင့်ကိုယ်ကိုယ်လည်းအထင်မသေးအောင်ကိုယ်မနေအောင်ကိုယ်မပြတ်အောင်နိုင်ငံလူမျိုးသာသနာလေး